5ပါရှင်ရန်ကုန်ခေတ္တရေနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အကြက်ဖက်မင်းအောင်လိုင်းကဖန်အမျိုးကိုလာရောက်မဲ့အတွက် BGF အပါဝင်စစ်တပ်နဲ့အစဉ်ပြေတဲ့ကရင်လက်နက်ကိုင်တွေကိုမျိုးရဲမလာရဆိုတဲ့အမိန့်ထုတ်ထားပြီးဖန်သခင်လုံကျော်ရဲ့အထူးတင်ကျပ်ထားတဲ့ပြင်မိုးပင်မှာလည်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဖွင့်ပွဲကိုတက်အောင်မှာဖြစ်ပါတယ်။ချွေတင်မှာမဲသေးဖို့လိုက်လံစီယုံနေတဲ့တန့်ဖို့ပါတီဝင်ကိုပြည်သူတို့ကဓာတ်နဲ့လိုက်ခုတ်တဲ့ပြင် ။ရန်ကုန်မှာလည်းရွေးကောက်ပွဲမဲဆွယ်စီယုံရေးဆိုင်းဘုတ်တွေကိုဖြိုချမှုနဲ့ပြည်သူလေးဦးအဖမ်းခံရတဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမာစုတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကြံဖတ်မင်းအောင်လိုင်းမှာဒီနေ့ကရင်ပြည်နယ်ဖမ်းမျိုးကိုလာရောက်မဲ့အတွက် BGF အပါဝင်စစ်တပ်နဲ့အစဉ်ပြေတဲ့ကရင်လက်နက်ကိုင်တွေကိုမျိုးရဲမလာရဆိုတဲ့အမိန့်ထုတ်ထားတယ်လို့ကရင်စည်းသတင်းရေးမိသူချိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းက ရတလောရန်ကုန်မြို့မှာရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMPA ရဲ့85ကြိမ်မြောက်ဆင်ရတု38ပြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲခန္ဓာကိုတက်ရောက်ခဲ့ရကနေတဆင်ဖန်အမျိုးကိုလာရောက်ဖို့ရှိနေတယ်လို့သိရပါတယ်။ဒါအပြင်ဖန်အမှာတက်နေတွေ့ဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်ပြီးရင်ဖန်အတောင်ကလေးစစ်စည်းရုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးတွေ့ဖို့ရှိတယ်လို့ကရင်စစ်ရေးတရင်မြေကပြောပါတယ်။ အဲ့ဒီအပြင်မင်းအောင်မိုင်ကမအူပင်မြို့နယ်မှာဖွင့်လင်းဖို့ရှိနေတဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲကိုလည်းတက်ရောက်ဖို့ရှိနေပြီးမနေ့ကတည်းကမအူပင်မြို့တစ်ခုလုံးကိုလမ်းဘေးဝက်ရဆေးတုပ်တာလုံခြုံရေးတွေချထားတာဝင်ကြီးဌာနအဆောက်အအုံတွေဆေးတုပ်တာတွေလှုပ်ဆောင်နေတယ်လို့မအူပင်အခြေစိုက်ဒေတာကင်းထောက်တင်မိကရှင်းပြပါရရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးနယ်ပယ်မှာထင်ရှားတဲ့လူအခွင့်အရေးနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူနော်အောင်လာဟာ အနာဒိတ်စစ်ကော်မရှင်ကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်လို့ဝေဖန်ခံနေရပါတယ်။လူခွေလှူရှာမှုနဲ့ပတ်သက်လို့ Civil Right Defender of the Year Award ဆုရထားသူကလူခွေချိုးဖောက်နေတဲ့အနာဒိတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်လာတာကိုတွေ့ရလို့အားသိရတယ်လို့ဆေးရနာရှင်တော်လန်ရေလှူဆောင်နေသူတဦးကပြောပါတယ်။သူက1988ခုနှစ်ရှစ်လေးလုံးလူတို့အရေးတော်ပုံကာလကစလို့မြမနိုင်ငံရေးနယ်ပယ်ထဲမှာလူသိများတဲ့သူတဦးဖြစ်ကား အခုလိုစစ်ကောင်မရှင်ရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မှာနဲ့ပတ်သက်ပြီးနိုင်ငံရေးတိုင်ဝမ်ကြားမှာဝေဖန်မှုတွေရှိလာတာပါ။နော်လာအကြံဖတ်စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်မှုအတွက်မနေ့ကစစ်ကောင်မရှင်ဝါဒဖြန့်မီဒီယာတွေမှာညညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရဲ့ဒီဥက္ကဋ္ဌအဖြစ်သူ့ပါတီရဲ့မူဝါဒတွေကိုဟောပြောတင်ပြတာတွေလုပ်ခဲ့ပါတယ်။အဲ့ဒီဟောပြောချက်ထဲမှာစစ်ကောင်မရှင်ဝါဒဖြန့်ရုပ်မြင့်တန်ကြားကနေသစင်သူမဟောပြောခဲ့တဲ့ချိန်မှာတော့လူခွင့်စံတန်မိုးတွေကိုလေးစားဖို့ကိုထည့်သွင်းဟောပြောသွားတာတွေ့ရပါတယ်။ အကြံဖတ်စစ်ကောင်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲဝင်မဲ့နော်လာဟာဆွီဒင်ခြေဆိုင် Civil Rights Defenders အဖွဲ့ကချီးမြှင့်တဲ့လူခွင့်ကာကွယ်သူစု Civil Rights Defender of the Year Award ကိုရရှိထားသူတဦးဖြစ်ပါတယ်။ဒါပေမဲ့လူခွင့်လှုပ်ရှားမှုနဲ့ပတ်သက်လို့ Civil Rights Defender of the Year Award ဆုရထားသူကလူခွင့်ချိုးဖောက်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်လာတာကိုနိုင်ငံရေးအတိုင်းအဝန်ကအံ့အားသင့်ရတယ်လို့သိရပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ရဲ့ဒုဥက္ကဋ္ဌအဖြစ်နဲ့စစ်ကောမရှင်ရေကောက်ပွဲဝင်လာတဲ့နော်အုံးလာဟာစစ်အစိုးရ KSS စစ်အာဏာရှင်စန့်ကျင်ရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့သူတဦးဖြစ်ပြီး UNDP ပါတီက2020ခုနှစ်အထွေထွေရေကောက်ပွဲမှာလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်2020ရေကောက်ပွဲမှာနော်အုံးလာအနေနဲ့ UNDP ပါတီကနေရန်ကုန်တိုင်းကရင်တိုင်းရင်းသားလူမျိုးရေးရာဝင်ကြီးနေရာအတွက်ဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့အနိုင်မရခဲ့ဘူးလို့သိရပါတယ်ရှင် ဘကိုးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါဘကိုးတိုင်းရွှေကျင်မြို့နယ်မှာကြံ့ဖို့ပါတီကိုမဲထဲဖို့လိုက်လံစည်းရုံးနေတဲ့ကြံ့ဖို့ပါတီဝင်ကိုပြည်သူတဦးကဓာတ်နဲ့လိုက်ခုမှုဖြစ်ပွားခဲ့တယ်လို့စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မနေ့ကနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းဘကိုးတိုင်းရွှေကျင်မြို့နယ်နောက်ဖက်ကြီးရွာမှာကြံ့ဖို့ပါတီကိုမဲထဲကြဖို့နဲ့မဲဆွယ်စည်းရုံးဖို့အတွက်ဒေါ်အမာစိန်းဆိုတဲ့ကြံ့ဖို့ပါတီဝင်ကလိုက်လံစည်းရုံးနေတာလို့သိရပါတယ်။ အဲ့ဒီလိုလိုက်လံမဲဆွဲစည်းရုံးနေချိန်မှာအဲ့ဒီကြေးရွာမှာနေထိုင်တဲ့ပြည်သူ အသက်42နှစ်အရွယ်ကိုဝင်းဦးကဓာတ်နဲ့လိုက်လံခုတ်ခဲ့တာကြောင့်ဒေါ်အောင်မစိမ်းမထွက်ပြေးလွတ်မြောက်သွားပါတယ်။အဲ့ဒီလိုလွတ်မြောက်သွားပြီးစစ်တပ်နဲ့ရဲကဓာတ်နဲ့ခုတ်တဲ့ပြည်သူကိုဝင်းဦးကိုလိုက်လံဖမ်းဆီးရိုက်နှက်ခဲ့ပြီးတဲ့နောက်ရွှေကျင်မြို့နယ်ရဲစခန်းမှာရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။အဲ့ဒီလိုမျိုးပဲနိုဘမာလ14ရက်နေ့မနက်3:05မိနစ်အချိန်မှာ ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်လေးတောက်ကန်ရက်ကွာလေးတောက်ကန်လမ်းနဲ့ဥပဟန်လမ်းတောင်းမှာရှိတဲ့ပန်းချံမှာစိုက်ထူထားတဲ့ကျပ်ဖို့ပါတီရဲ့မဲဆွဲဆိုင်ပုတ်တစ်ခုဘိုကန်ညို့ရက်ကွာမှာရှိတဲ့လေးတောက်ကန်လမ်းနဲ့စပြူဒိတ်လမ်းတောင်းမှာစိုက်ထူထားတဲ့ပြည်သူပါတီဆိုင်ပုတ်တစ်ခုသူမင်္ဂလာရက်ကွာမှာရှိတဲ့လေးတောက်ကန်လမ်းနဲ့သူမင်္ဂလာလမ်းတောင်းဇဝနလမ်းဆောင်မှာစိုက်ထူထားတဲ့ပြည်သူပါတီဆိုင်ပုတ်တစ်ခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်ပုတ်တစ်ခုတို့ကိုပြည်သူလေးဦးကဖြိုလဲခဲ့လို့သိရပါဗျာ အဲ့ဒီမဲဆယ်ဆိုင်မှုတွေကိုဖြိုလဲမှုနဲ့တင်ငန်းကျွတ်မြို့နယ်ရန်အောင်ရက်ွက်ကအသက်20ရွယ်ရွှေလင်းဦးနဲ့ဘူကန်ညွရက်ွက်ကအသက်20ရွယ်ခိုင်မင်းကိုအသက်16နှစ်ရွယ်ဆွမ်းထန်အောင်နဲ့အသက်28နှစ်ရွယ်ချစ်လင်းကိုတို့ကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားပြီးတဲ့နောက်တင်ငန်းကျွတ်မြို့မှာရဲစခန်းမှာရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေပုံမှာ24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်စစ်တပ်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာပြည်သူတရားဝင်းကျင်ကိုဖမ်းဆီးအရေးယူမှုတွေလှုံ့ဆော်ခဲ့ပြီးဖြစ်ပါတယ်ရှင် တဖက်မှာလည်းပြည်သူ့ကာကွယ်ရေးတပ်တွေကအကြံဖက်စစ်ကော်မရှင်ရဲ့အတုယောင်ရွေးကောက်ပွဲကိုအစွမ်းကုန်တားဆီးသွားမယ်လို့ထုတ်ပြန်လာတာတွေရှိနေပါတယ်။ဒါကတော့ကရင်ပြည်နယ်မှာကျင်းပပြုလုပ်တော့မယ်အကြံဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကိုမကျင်းပနိုင်ဖို့အတွက်အစွမ်းကုန်တားဆီးသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုကထုတ်ပြန်လိုက်ပါတယ်။စစ်ကော်မရှင်တပ်ဟာလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလတို့မှာတရားမဝင်အတုယောင်ရွေးကောက်ပွဲကျင်းပနိုင်ရင်အတင်းအကျပ်လှုပ်ဆောင်နေပြီး လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထိန်းချုပ်နေမိတွေကိုအင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။တော်လိုင်းရဲ့ထိန်းချုပ်နေမိတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေသလိုအရသာပြည်သူတွေရဲ့နေအိမ်တွေ၊စာတင်ကျောင်းတွေ၊ဖော်ရကျောင်းတွေနဲ့လူစီကားရနေရာတွေကိုလည်းရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF က ကရားကရင်နေပြည်နယ်အတွင်းစစ်ကောင်မရှင်အုပ်ချုပ်ရေးနယ်မြေမရရှိစေဖို့နဲ့အတွေ့အော်ရွေးကောက်ပွဲမကျင်းပနိုင်ဖို့အတွက်ကိုကရင်နေပြည်နယ်အတွင်းမှာရှိတဲ့အခြားတော်လှန်ရေးတပ်တွေနဲ့အတူကိုဆွမ်းညံဆွမ်းရှိသမျှတားဆီးခုခံတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့အတွေ့အော်ရွေးကောက်ပွဲအတွက်ပူပေါင်းပါဝင်ပြီးပြည်သူတွေကိုမဲဆွယ်စည်းရုံးတာဖိအားပေးအကြက်ကင်တာသွေးဆောင်ဖျားယောင်းတာတွေကိုလုပ်ကင်နေတဲ့ပါတီဝင်တွေနဲ့လူပုဂ္ဂိုလ်တွေကိုလည်းပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ကြောင်ပြည်နေပြည်နယ်အပါအဝင်နိုင်ငံအနှံ့ပြားကပြည်သူတွေအနေနဲ့လည်းအတူရောက်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်တာမလုပ်ကြဖို့ကိုတိုက်တွန်းလို့ဆိုထားပါတယ်ရှင်။စကိုင်းတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။စကိုင်းတိုင်းဒဇယ်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်သား၂ဦးသေဆုံးပြီးတနက်တလတ်သိမ်းဆည်းရရှိခဲ့တယ်လို့ဒဇယ်ပြည်ပ Defense Force ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နိုဗ ెంబ ာလ9ရက်နေ့မှာဒဇယ်မျိုးပင်ကိုထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုဒဇယ် People's Defense Force ရဲ့တော်လှန်ရေးဘော်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင်းစစ်သားနှုတ်သိမ်းဆုံးပြီးတနက်တလတ်သိမ်းဆီရရှိခဲ့ပါတယ်။ဒါအပြင်အော်တိုဗလာ28ရက်နေ့နဲ့နိုဗ ెంబ ာလ9ရက်နေ့တို့မှာပဲခူးတိုင်းရွှေကျင်းမြို့နယ်ဥယျာဉ်ချောင်းကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့နိုဗ ెంబ ာလ9ရက်နေ့မှာလည်းရွှေကျင်းမြို့နယ်အင်ကနီကြီးရွာစစ်နကောင်ဖျားဝင်းအတွင်းအထိုင်ချထားတဲ့အကြံဖက်စစ်တပ်ကို ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KNL Night House အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။အဲ့လိုတိုက်ခိုက်မှုတွေအတွင်းမှာအော်တိုဗလာ9ရက်နေ့မှာဆက်ချွေရင်းမှုကြောင့်ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့လို့သိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုကို KNL ပူးပေါင်းတပ်ဖွဲ့နဲ့အတူ KNL Night House အဖွဲ့ကပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရှင်။တောင်ကြီးမြို့ဘက်ကသတင်းကိုကြည့်ရအောင်ပါ။ တောင်ကြီးမြို့အနီးမှာစစ်တပ်စစ်ဆေးဂိတ်တွေထပ်တိုးချထားပြီးငွေကြေးတောင်းခံတာတွေပုံမိုလှုပ်ဆောင်နေတာကြောင့်ခီးသွားတွေအခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေနဲ့ကိုတွေ့ကြုံရသူတွေကပြောပါရယ်။တောင်ကြီးမြို့အနီးမှာထိုင်ချကုတ်ကဲနေတဲ့စစ်တပ်ရဲ့ရပခတိုင်းမှုအပြောင်းလဲဖြစ်ပြီးတဲ့နောက်ပိုင်းရှမ်းတောင်နဲ့ရှမ်းမြောက်သွားရလမ်းပေါ်တွေမှာစစ်ဆေးဂိတ်အစ်စ်တွေထပ်တိုးတက်ဆင်လာတာတွေရှိနေတာကြောင့်ငွေတောင်းခံမှုတွေပုံမိုများပြားလာနေတယ်လို့ TGI Sport Revolution ကလည်းဖော်ပြထားပါရယ်။ တောင်ကြီးမြို့အတွက်မိုင်းပုံအနီးဂိတ်အစ်တစ်ခုကိုရှမ်းရှိသွားရလမ်းမတီးဆောက်ထားတယ်လို့အနီးမှာရှိတဲ့ဂိတ်ဟောင်းနဲ့မနီမဝေးနေရာမှာလည်းထပ်မံတက်ဆင်လာတာကြောင့်မော်တော်ယာဉ်တွေစစ်ဆေးမှုနှက်စားဖြစ်နေကအဲ့ဒီဂိတ်တွေမှာလည်း PSMS စစ်ဆေးမှုတွေအထီကိုပြုလုပ်နေတဲ့အတွက်တောင်ကြီးဝင်လာတဲ့ကုန်ကားတွေကိုအဓိကအနေနဲ့စစ်ဆေးနေတယ်လို့သိရပါတယ်။ဒီအပိုင်းရှမ်းရှိကနေလာတဲ့စားတောက်ကုန်တွေ၊လျှက်စစ်ပစ္စည်းတွေ၊ဆိုင်ကယ်အပိုပစ္စည်းတွေ၊ရိုးရိုးစားပါတဲ့ကုန်တွေကိုတရားမဝင်တင်သွင်းလို့ဆိုပြီးလက်ငွေယူတာတွေ၊ဆွဲလာတဲ့ကားကြီးတွေထဲမှာ ။တချို့ကားကြီးတွေကလိုင်စင်မဲ့ဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဟိုပုံးကစစ်တင်တဲ့ကြောင်းဝင်တွေကိုမောင်းသွင်းနေတာတွေလည်းရှိနေတယ်လို့ TGI Sport Revolution ကလည်းဖော်ပြထားပါဗျ။တောက်ကြီးနဲ့အနီးမြို့တွေမှာရှိတဲ့စစ်ဆေးဂိတ်တိုးချဲ့မှုတွေကြောင့်တေယူပို့ဆောင်ရေးကုန်ကြစည်တွေတိုးမြင့်လာပြီးဒေတာတွေကုန်စည်နှုန်းတွေလည်းမြင့်တက်လာနေတယ်လို့သိရပါဗျ။ဒါအပြင်ဂိတ်ကြီး3000နဲ့အထက်ပေးဆောင်ရသလိုရှမ်းလက်နက်ကိုင်တပ်ဖွဲ့တချို့ရဲ့ဂိတ်တွေလည်းရှိနေပြီးဂိတ်တဲ့ဂိတ်ကိုကျပ်3000အနည်းဆုံးပေးရကောင်းလမ်းကြီးသိမ်းချီကုန်ကြနေတယ်လို့လည်းသိရပါရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မွန်ပြည်နယ်ရေမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လန်ရေးပူပေါင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မွန်ပြည်တော်လန်ရေးတပ် MSRFC ကနေသိရပါဗျ။ပြီးခဲ့တဲ့နိုဗ ెంబ ာလ17ရက်နေ့မနက်10:00နာရီကျော်လောက်မှာခလာရတက်တုံညာ6ကနေအင်အား200ဝန်းကျင်နဲ့ထွက်လာတဲ့စေအုပ်စုကကနေကမော့ရွာနီးကိုစစ်ကြောင်းထိုးလာခြင်းအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့သိရပါဗျ။ အဲ့ဒီနောက်နေ့လယ်12နာရီကျော်လောက်မှလည်းဒုတိယအကြိမ်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားတယောက်သေဆုံးက၂ယောက်ထိမှန်တန်ရာရသွားတယ်လို့ဆိုပါတယ်။ဒါအပြင်ဆက်ကဆားရဲ့ရဟတ်ယာဉ်တွေဖြတ်တန်းသွားလာမှုတွေများနေတယ်လို့လည်း MSR ဖြစ်ပြောရေးဆိုခွင့်ရှိသူမိဒလညံကပြောပါတယ်။အဲ့လိုပြစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်အုပ်စုကခလာယာ136ထဲကိုပြန်လည်ဝင်ရောက်သွားပြီး တော်လိုင်းတပ်ဖွဲ့တွေကလည်းထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနလက်အောက်ခံတပ်တွေဖြစ်တဲ့မွန်ပြည်ကတော်လန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့ရမညမွန်တပ်တော် RMA KNL တပ်မ6တရင်20ခုတပ်ခွဲတင်တပင်ရွှေတိကိုကျိုင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ် PUA 33ဒေါနာချီမုံရေးတပ်ခွဲတို့ကပူးပေါင်းတိုက်ခိုက်ကြတာဖြစ်ပါရှင်။ ဒါကတော့ရန်ကုန်ခစ်သည်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ